တရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့်လာရှိုးမြို့မှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးလောက်ကဌာနဆိုင်ရာဝန်ထမ်းတချို့ ပြန်လဲရောက်ရှိနေတယ်လို့နှိဆက်သူတွေကပြောပါတယ်ခွန်ဆောင်သတင်းပေးပို့ထားပါတယ်ရှင်တရုတ်နိုင်ငံရဲ့ဖိအားကြောင့် MNDAA ကိုကန့်တက်တွေစုပ်ပေးရမယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပေါ်ရက်ကွက်ဆက်နှစ်ခုမှာစစ်ကောင်စီလက်အောက်ကစစ်ထောက်လမ်းရေးတပ်ဖွဲ့ဝင်တချို့နဲ့ဌာနဆိုင်ရာဝန်ထမ်းတချို့ AP 78ကပြန်လဲရောက်ရှိနေတယ်လို့နှိဆက်သူတွေကပြောပါတယ် မြို့နယ်ထွေအုပ်ဦးစီးတို့ရောက်ပြီးစာယာဖတ်တမူးလေးရောက်တယ်ပြီးတော့ကျမရေးဌာနလေးရောက်တယ်စီပင်လူကြီးလေးရောက်တယ်တို့တော့အားလုံးဒီအရွက်ဝတ်နဲ့ပဲဖြစ်တယ်စကားစာပက်ကတော့အင်အား60ကျော်လို့ပြောတယ်အားလုံးစုစုပေါင်းပေါ့တရုတ်ကောင်စစ်ဝင်ယုံကတချို့ကတော့လည်းရောက်တယ်တချို့ကမရောက်ဘူးဘ누구ယုံလို့ယုံရမှမသိဘူးဖြစ်နေတာ MNDA ကုကတ်တက်ဒီစုတ်ခွာပေးရမယ့်လာရှုမျိုးမှာတရုတ်နိုင်ငံရဲ့ ်ကောင်စစ်ဝင်ယုံလဲထားရှိမှာဖြစ်ပါလေ။အဲ့ဒီယုံကကြားနေတာစစ်ကောင်စီတို့ကနှိမ့်နိုင်အုပ်ချုပ်မှာဖြစ်တယ်လို့ကိုကန်တက်နဲ့နှိစက်သူတွေကပြောပါလေ။လက်ရှိလာရှုမြို့မှာတုံးပွင့်ဆိုင်တွေးဆောင်တာတွေရှိနေတယ်လို့လည်းဆိုပါလေ။တရုတ်နိုင်ငံကကောင်စစ်ဝင် တာဝန်ရှိသူလာရှုကို ရောက်နေတာနဲ့ပတ်သက်ပြီး DPP အနေနဲ့တက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းပြီးတရားဝင်အတည်ပြုဖို့ခက်ခဲနေပါလေ။ ောင်းစင်ကမနေ့တနင်္ဂနွေရောက်တယ်ရောက်ပြီးဒီနေ့မှကောင်းလေးတက်ခေါ်လာတန်ရန်နဲ့မိုင်းရံမှာထိုင်နေတဲ့တိုင်မှုဆိုတော့ကောင်ပါလာတယ်တယောက်ပါခေါ်ပြီးတော့သုံးဖွင့်ဆိုင်ကတိုင်မှုပါလာမယ်ဒီဘက်ကအမန်နေရှိမယ်သူတို့ပြောနေကြတော့မယ်လာရှုမျိုးပေါ်ကိုစစ်ကောင်စီအုပ်ချုပ်ရေးရဲ့ဌာနဆိုင်ရာတွေတရုတ်နိုင်ငံဖီအားကြောင့်ပြန်လည်ရောက်ရှိနေတယ်ဆိုပေမဲ့ပြည်သူလူထုတွေကတော့အသွားလာမပြတ်ပုံမှန်တိုင်းရှိနေပါတယ်ဒါပေမဲ့ CDN ဝန်ထမ်းတွေနိုင်ငံရေးအကျဉ်းသားတွေဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေနဲ့ ကိုကန်တက်အောင်မှာတာဝန်ထမ်းဆောင်သူအများစုကတော့နေရာရွှေ့ပြောင်းနေကြပါတယ်ကျွန်တော်ခွန်စောဦးပါ